ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။နှုတ်ကပတ်တော်အပြင်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှမာကုခရစ်ဝင်ခန်းကြီး7အပိုင်ငယ်7မှ14နတ်ဖြန်နေ၌ဘေဒနိယွာမှ ပြန်ကြစဉ်တွင် စာမွတ်တော်မူ၏။အယွတ်နှင့်ပြည့်စုံသောသင်္ဘောတဖန်ပင်ကို အဝေးကမြင်လျှင် သင်္ဘောတဖန်သည်ဆွတ်သောအချိန်ကာလမရောက်သေးသောကြောင့်ထိုအပင်၌အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ အရွက်ကိုသာ တွေ့တော်မူသည် ရှိသောယခုမှဆ၍အစင်မပြတ်သင်၏အသီးကိုအဘယ်သူမျှမစားစေနှင့်ဟုမိန်တော်မူ၏တပည့်တော်တို့သည်လည်းကြားကြ၏ကျွန်တော်ဒီနှုတ်ကပတော်ကတော့ Holy Week လို့ခေါ်တဲ့တန်ရှင်းရရတ္တပတ်ရဲ့တင်းလာနေ့မှာသခင်ရှုခွတ်တော်ဘုရားကဂျေရုရှလင်မြို့ထဲမှာပတ်သက်ခါပွဲကျင်းပဖို့လူတွေကကျူးလူမျိုးတွေအများကြီးရောက်နေတဲ့ခါမှာ ခင်ရှုကဘေသနိယွာမှာ သွားတဲပါတယ်။မနေ့ကသခင်ရှုကမြဲကလေးကိုစီးပြီးတော့ယေရုရှလင်မြို့ထဲကိုဝင်လာတယ်။ဒါပေမဲ့ယေရုရှလင်မြို့မှာမတဲခိုပဲနဲ့ဘေသနိယွာမှာသူချစ်တဲ့လာဇရုမာရီမာသားတို့အိမ်မှာသွားတဲခဲ့တယ်။ဘေသနိယွာကနေပြန်လာပြီးတော့တင်းတာနေ့မှာယေရုရှလင်မြို့ကို လာတဲ့အခါမှာလမ်းမှာစားတဲ့အတွက်ကြောင့်နဲ့တင်မောသဖမ်းမင်းကိုသွားတွေ့တယ်။တင်မောသဖမ်းမင်းကအရွက်တိန်နဲ့ပြည့်ပြီးတော့ဝေစာနေတဲ့အတွက်ကြောင့်ဒါအသိရှိရမယ်ဆိုပြီးတော့သွားကြည့်တယ် ်တင်မောတဖန်းသီးကိုခုဆိုးရတဲ့အချိန်လည်းမရောက်သေးဘူး။ဒါကြောင့်မို့အပင်မှာအသီးရှိကိုရှိရမယ်ဆိုပြီးတော့သွားကြည့်ပါလေ။ဒါပေမဲ့အသီးကို မတွေ့ဘူး။အရွက်တွေကိုပဲတွေ့တယ်။သခင်ရှုကအရွက်တွေပဲတွေ့ပြီးအသီးမရှိတဲ့အခါမှာအဲ့ဒီတင်မောတဖန်းသီးကိုအဲ့ဒီတင်မောတဖန်းပင်ကိုချိန်လိုက်ပါလေ။ယခုမှစပြီးတော့မင်းရဲ့အသီးကိုဘယ်သူမှမစားစေနဲ့လို့ချိန်လိုက်ပါလေ။ကျွန်တော်ဒီနောက်ကဘက်တော်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်မှုဖြစ်ပါလေ။ ကျွန်တော်တို့ရဲ့အတ္တဓာကရောအတီးတီးဖို့ဒီနေ့ဘုရားသခင်အလိုရှိပါတယ်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ရဲ့အတ္တဓာကိုလောကကြီးထဲမှာထားရတဲ့ရည်ရွယ်ချက်ကအတီးတီးဖို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကဝိညာဉ်အတီးတွေတီးဖို့ရတဲ့စိတ်ဝင်စားပါကျွန်တော်ကထူဆန်းတဲ့အရာတွေစိတ်ဝင်စားတယ်ကျွန်တော်ကလောကအရာတွေစိတ်ဝင်စားတယ်အောင်မြင်ကြောကြားခြင်းတွေကိုစိတ်ဝင်စားတယ်အသီးသီးဘဝရတော့ကြတော့မိနေတက်ကြပါလေဒီနေ့ကျွန်တော်ရဲ့ဘဝအတ္တတားထဲမှာဝိညာဉ်စုကျေးစုနဲ့ဝိညာဉ်အသီး ဝိညာဉ်စုဂျေစုကိုပေးရတဲ့အကြောင်းရင်းကဝိညာဉ်အသီးသီးဖို့ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဝိညာဉ်စုဂျေစုပဲစိတ်ဝင်စားပြီးတော့ဝိညာဉ်အသီးသီးဖို့တော့မေ့နေတတ်ပါလေ။ကျွန်တော်ဘုရားအသက်တာထဲမှာအသီးသီးခြင်းကအင်မတန်မှအရေးကြီးပါတယ်။သခင်ယုကပြောပါတယ်။ရှင်အောင်ခွင့်ဝင်အခန်းကြီး15အပိုင်ငယ်10မှာသူတို့သည်များစွာသော အသီးကိုတီးတော်အားဖြင့်ငါခမည်းတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့သည်လည်းငါဤတပည့်မှန်ကြလိမ့်မည်။ ကျွန်တော်ဒီတန်ရှင်းရရတဲ့တပည့်ရဲ့တင်းတာနေ့မှာဒီနေ့ဘုရားသခင်ကကျွန်တော်ကိုဘာနှိုးဆော်နေလဲဆိုရင်တော့အသီးသီးဖို့နှိုးဆော်နေပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့သင်တို့ဒီများစွာသောအသီးကိုတီးတော်အားဖြင့်ငါခမီးတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့ဒီလည်းငါ၏တပည့်မှန်ကြလိမ့်မယ်လို့သခင်ရှုကပြောပါတယ်။ဒါကြောင့်မို့ဘုရားဘုံထင်ရှားခြင်းကဘယ်မှာသွားမူတည်လဲဆိုရင်တော့ယုံကြည်သူတယောက်ရဲ့အသီးသီးခြင်းမသီးခြင်းပေါ်မှာသွားပြီးတော့မူတည်ပါတယ်။ဒီနေ့ကျွန်တော်တို့ကဖျားပုံးထင်ရှားခြင်းမထင်ရှားခြင်းကို ကျွန်တော်တို့ချမ်းသာမှကျွန်တော်တို့စီးစိမ်တွေကျွယ်ဝမှဖရာဘုံထင်ရှားမယ်လို့ထင်ပါလေ။အာကျွန်တော်တို့အောင်မြင်မှကျွန်တော်ကြော်ကြမှအာဒါမှဖရာဘုံတော်ကထင်ရှားမယ်လို့ကျွန်တော်ကထင်ပါလေ။ဒီနေ့ဖရာရဲ့ဘုံတော်ကသင်ဝတ်တဲ့အဝတ်အစားပေါ်မှာလည်းမမှုတည်ပါဘူး။သင်ပါ brand နဲ့ဝတ်လေအဲ့ဒီပုံမှာလည်းမမှုတည်ပါဘူးသင်နေတဲ့အိမ်ဘလောက်ကောင်းလဲမကောင်းလဲဆိုတဲ့ပုံမှာလည်းဖျားပုံးထင်ရှားခြင်းမထင်ရှားခြင်းကမမှုတည်ပါဘူးသင်ရဲ့အောင်မြင်ကြော်ကြားမှုတွေပုံမှာလည်းဖျားပုံးတော့ထင်ရှားခြင်းမထင်ရှားခြင်းကမမှုတည်နေပါဘူး ဖျားပုံးထင်ရှားခြင်းမထင်ရှားခြင်းကသင်ရဲ့အသက်ရှင်ခြင်းလက္ခဏာသင်ဘလို့အသက်ရှင်လဲဆိုတဲ့အရာပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်သင်ရဲ့အသက်ရှင်ခြင်းကဝိညာဉ်သဘောနဲ့အသက်ရှင်မယ်ဝိညာဉ်အသီးတွေကိုသူများတွေမြင်တွေ့ရမယ်ဆိုရင်တော့ဖျားရဲ့ဘုံလင်းထင်ရှားမယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့သင်တို့ဒီများစွာသောအသီးကိုသီးသောအဖြစ်ငါခမီးတော်ဒီဘုံထင်ရှားမယ် ဒါကြောင့်ဖရာပုံးထင်ရှားခြင်းမထင်ရှားခြင်းသည်ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဖရာရဲ့သဘောနဲ့ဝိညာဉ်သဘောနဲ့အသက်ရှင်လားဒါမှမဟုတ်ဇာတိသဘောနဲ့အသက်ရှင်နေလားဝိညာဉ်သဘောနဲ့အသက်ရှင်ရင်သင်ရဲ့ဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်ပါဘူးသင်ရဲ့ကြမ်းမာခြင်းမကြမ်းမာခြင်းနဲ့မဆိုင်ပါဘူးသင်ရဲ့အောင်မြင်ခြင်းမအောင်မြင်ခြင်းနဲ့မဆိုင်ပါဘူးသင်ကဝိညာဉ်သဘောနဲ့အသက်ရှင်ရင်ဖရာပုံးထင်ရှားမှာဖြစ်ပါတယ်ကျော်ရှင်လူကခရဝင်ခန်းကြီး73အပိုင်ငယ်6ကနေကိုကိုကြည့်တဲ့အခါမှာ တဖန်ဥပမာကိုမိန်တော်မူသည်ကလူတယောက်သည်ဥယျာဉ်၌စိုက်သော သင်္ဘောတဖန်ပင်တပင်ရှိ၏ထိုအပင်သို့လာ၍အသီးကိုရှာတော်လဲမတွေ့ထိုခါဥယျာဉ်ဆောင်အားသုံးနှစ်ပတ်လုံးဤသင်္ဘောတဖန်ပင်ကိုငါလာ၍အသီးကိုရှာတော်လဲမတွေ့မရခုတ်ပြလောအပေးကြောင့်မြေကိုနှောက်ရှက်ရသည်ဟုအမိတ်ရှိတော်ဥယျာဉ်ဆောင်ကသခင်ယခုနှစ်ရှိပါစေအောင်အကျွန်ုပ်သည် အပင်နာပတ်လေကိုတူးဆွား၍နောက်ချေးကိုဖို့ပါမည် အသီးသီးကောင်းသီးပါလိမ့်မည်သို့မဟုတ်နောက်မှခုတ်ပြစ်တော်မူပါဟုရှောက်လေသည်ဟုမိန်တော်မူ၏ကျွန်ဒီနောက်ကဘတော်ကိုကြည့်တဲ့အခါမှာဥယျာဉ်မှာတဲ့သင်္ဘောတဖမ်းမင်တပင်ရှိတယ်တခင်ကလာကြည့်တာတနေ့လာလဲအသီးမတွေ့နောက်တနေ့လာလဲအသီးမတွေ့လာကြည့်တာ၃နှစ်တောင်ရှိပြီအသီးမရှိဘူးအသီးမတွေ့တဲ့အခါမှာဒီအပင်ခုတ်လိုက်လို့ပြောတဲ့အခါမှာဥယျာဉ်ဆောင်ကအာဒီနှစ်တော့ရှိပါစေအောင်ကျွန်တော်ပြန်ပြီးတော့ဒီအပင်ကိုပြင်ကြည့်ပါဦးမယ်ဥယျာဉ်ဆောင်က ဘာလုပ်မလဲဆိုရင်တော့အပင်နာပတ်လေကိုတူးဆွာပြီးတော့နောက်ချေးကိုဖို့မယ်ပြီးရင်အတီတီကောင်သီးပါလိမ့်မယ်တကယ်လို့မသိရင်တော့ခုတ်ပစ်ပါလို့ဥယင်ဆောင်ကပြောပါတယ်ဒီနေ့တီတင်မောတပန်းမင်းကကျွန်တော်တို့ပဲဖြစ်ပါတယ်ဥယင်ဆောင်ကသခင်ရှုပဲဖြစ်ပါတယ်သခင်ရှုခွတ်တော်ဖခင်ကကျွန်တော်တို့ရဲ့အသက်တာတွေကိုပြုပြင်ပေးနေတာဖြစ်တယ်အတီတီဖို့တော့ဖြစ်ပါတယ်အဲဒီကျွန်တော်တို့ရဲ့အသက်တာတွေကိုအတီတီဖို့တော့ဘာကိုပြုပြင်နေလဲဆိုရင်တော့တင်မောတပန်းမင်းအတီမတိရတဲ့အကြောင်းရင်းကမြေကြီးကြောင့်ဖြစ်တယ်ဒါကြောင့်မို့ ီဥယျာဉ်ဆောင်ကဘာကိုပြုပြင်လဲဆိုတော့မြေကြီးကိုပြုပြင်တာဖြစ်ပါတယ်မြေကြီးပတ်ပတ်လေကိုတူးဆွပြီးတော့နောက်ချေးကိုဖုတ်မယ်လို့သူပြောပါတယ်ဒီမြေကြီးဆိုတာကျွန်တော်တို့ရဲ့နှလုံးသားမြေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နှလုံးသားမြေကိုဘုရားသခင်ကပြုပြင်နေပါတယ်ထုံရက်နေပါတယ်မကောင်းတဲ့အမိုက်တရိုက်တွေမကောင်းတဲ့အရာတွေကိုဖယ်ရှားပစ်ပြီးတော့မြေဩဇာကောင်းတဲ့အရာတွေကိုဘုရားကပြုပြင်ပုံသွင်းပေးနေပါတယ် ဒီနေ့သင်ဟာသင်ရဲ့နှလုံးသားကိုဖျားပြုတ်ပြင်နေတယ်ဆိုတာကိုသိမြင်ပြီးတော့သင်ဟာပုံသွင်းပြုတ်ပြင်ခြင်းခံမယ်ဆိုရင်တော့များစွာသောအသီးကိုသိမှာဖြစ်တယ်။ဒါကြောင့်မချစ်တော်သားစီတိုင်းများစွာသောအသီးကိုသိခြင်းကဖျားသခင်ရဲ့ပုံတော်ကိုထင်ရှားစေတာဖြစ်ပါတယ်။ဒါကြောင့်မို့အသက်တာထဲမှာဝိညာဉ်သဘောနဲ့ဖျားသခင်ရဲ့သဘောသဘာဝတွေကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းလက္ခဏာမှာပေါ်ထွက်လာဖို့ရန်အတွက်ကျွန်တော်တို့ရဲ့နှလုံးသားမြေကိုဖျားသခင်ကနေ့ရက်စဉ်တိုင်းမှာပြုတ်ပြင်လဲရှိပါတယ်။ သင်ကဘုရားသခင်ပြုပြင်ခြင်းကိုခံယူပြီးတော့သင်ရဲ့အသက်တာထဲမှာဝိညာဉ်သဘောနဲ့အသက်ရှင်ခြင်းအဖြစ်ဘုရားရဲ့ဘုန်းလင်းကိုထင်ရှားတော်သူများအသီးများစွာသိနိုင်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ